။ဘုံမပြောဘူးလား။ကိုတို့ကချစ်တူတွေချစ်သွားမှာပါလေ။ဘုံမပြောဘူးလား။ကိုတို့ကလက်ထပ်ပြမှာပါလို့။စာချုပ်မှာလက်မတော့ကိုယ်ရောကပြည်ရကိုယ်ရဲ့ဇနီးမယားလေးဖြစ်လာမှာလို့ဇညွန်း အခါခါဖတ်ပြီးတော့ကျွန်တော်ရဲ့ style ကျွန်တော်ရဲ့ပြောတာတွေဆိုတာတွေပြီးတော့ကျွန်တော်ရဲ့ပုံစံတွေအကုန်လုံးတတ်နိုင်တဲ့လောက်ပေါ့နော်ဒါရိုက်တာနဲ့တိုင်ပင်ပြီးတော့โอเคဟိုဟာဒီဇလန်ကဘယ်လိုမလဲဟိုကျွန်တော်ပုံစံလဲဒီထဲမှာပေါ့နော်ပုံစံလဲကျွန်တော်ချိန်ထားတယ် ်ပုံစံနဲ့ချိန်ထားတယ်ကျွန်တော်ရဲ့ character ကလည်းနောက်ထပ်တစ်မျိုးပေါ့နော်နောက်ထပ်တစ်မျိုးပဲဖြစ်တယ်ပြီးတော့ဒီဇလန်းကကျွန်တော်တို့ကစင်းရဲတဲ့လူငယ်၃ယောက်ပေါ့နော်ဟိုမွေးကလေးကနေပြီးတော့ကျွန်တော်လမ်းမပေါ်မှာအဲ့လိုမျိုးနေခဲ့ရတဲ့လူတို့အဲ့မှာကျွန်တော်တို့ကချမ်းသာခြင်းနဲ့တယောက်ကအဆိုတော်ဖြစ်ခြင်းနဲ့တယောက်ကချမ်းသာရင်ကောင်းချမ်းသာခြင်းနဲ့အဲ့ကျွန်တော်တို့ကဒီဟာတွေဖြစ်ဖို့တော့ကိုကျွန်တော်တို့ကဒီပြရလောကနဲ့တွားပြီးတော့ကျွန်တော်ကအလဲလဲလောက်တာပေါ့နော်ဘဝလေး အဲ့မှာကျွန်တော်အဖြစ်ပြက်တွေများစွာပါလာတာပေါ့အဲ့မှာဟိုဟာပေါ့ကျွန်တော်ဒီသပင်မညက်ခင်ကာလလေးမှာပေါ့နော်သပင်မညက်ခင်ကာလလေးမှာဒီလိုအပ်မယ်လို့ထင်တဲ့အခါမျိုးကြတော့ကျွန်တော်ဒီသပင်ပုံစံနေပါလေချိန်ပြကျွန်တော်ရဲ့နေပုံထိုင်ပုံပြောပုံဆိုပုံမျိုးတွေအဲ့နဲ့ပါပါဒီကားထဲမှာကျွန်တော်အထူးပေါ့နော်ကျွန်တော်ပြင်ဆင်ပြီးတော့ဇညွန်းကိုခါခါဖတ်ပြီးတော့ကျွန်တော်ရဲ့ style ကျွန်တော်ရပြောတာတွေဆိုတာတွေပြီးတော့ကျွန်တော်ရပုံစံတွေအကုန်လုံးတက်နိုင်တဲ့လောက်ပေါ့နော်ဒါရိုက်တာနဲ့တိုင်ပင်ပြီးတော့ဒီလိုပဲချိန်ကြည့်တာပါနော်ဒီနှစ်ခါပြန်ပြေးတယ်တောက်ကြည့်တယ်မပါပါဘေးရလေမိမိသားစုဒီကလုံးပဲကောင်းဝါခေါ်စမ်း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 ဟုတ်ပါဘူးလူပြောမယ်ဒါဇက်ဝင်ငန်းတကန်းပါနော်ဟိုဇက်ဝင်ငန်းတကန်းပြည့်တဲ့ဒီထဲမှာပါမယ် ဟိုတမ်ပိုရဲ့ဒီမှာပါတဲ့ဒီဒီဇလန်းဒီအနေထားကိုရောက်နေတဲ့အနေထားရဲ့အဲချိန်ပြီးတော့ဗောနော်ဒိုက်တာနဲ့တိုင်ပြီးတော့အဲလိုအပ်မယ်လို့ထင်တဲ့နေရာဗောနော်ပြီးတော့မှုဗောနော်ကျွန်တော်တို့ရဲ့ရောက်ကြည့်နေတဲ့ဒီဇလန်းတမ်ပိုအနေထားနေရာကိုကြည့်ပြီးတော့တော့အကောင်းဆုံးတော့ကြိုးစားပြီးတည်ဆောက်နေတာဗောနော်အဲ့လိုတော့မကြည့်ပြပဲကျွန်တော်တို့ကအပအနေနဲ့ကားမဟုတ်ဘူးလေကျွန်တော်တို့ကအပအနေနဲ့ကားမဟုတ်တော့ကြောင့်အဲ့ဒါတော့ဟိုလေ့လာကြရတော့မလို့ဒါပေမဲ့ကျွန်တော်တို့ ဘယ်လိုပြောမလဲအခုခုနကျွန်တော်တို့ကအလဲအလဲလှုပ်တဲ့နေရာမှာဆိုတော့ကိုယ့်ရဲ့ဇက်ကောင်တကောင်ကြီးစီရဲ့ character လေးတွေရှိတယ် character လေးတွေရှိတယ်အဲဒီမှာမင်းသမီးတွေလည်းမင်းသမီးတွေရဲ့ character လေးတွေရှိတယ်ယောက်ျားလေးတွေလည်းယောက်ျားလေးတွေရဲ့ character လေးတွေရှိတယ်၆ယောက်စုံက character တစ်ခုတည်းမဟုတ်ဘူး character လေးတွေမျိုးစုံရှိတဲ့အတွက်အဲ့ဒီ character လေးတွေကိုပဲကျွန်တော်တို့က director ကိုမေးအဲကျွန်တော်တို့ကကျွန်တော်တို့လေ့လာ ပြီးတော့ကျွန်တော်ဒီဂိုင်တာပေါ်မှာအကောင်းဆုံးတည်ဆောင်ရတာပေါ့နော်ခုနကပြောတဲ့ဟိုကျွန်တော်ဟိုသပင်းပုံစံတွေရောကျွန်တော်ဂိုင်တာချင်းွားရဲ့ဂိုင်တာချင်းရတယ်ဆိုရဲအပိုင်းလေးတွေမှာပါရှိတယ်ဆိုတော့ခုနကပြောတဲ့ကျွန်တော်တို့ရဲ့ဂိုင်တာလေးတွေကိုစီကိုစီကိုစီရှိတဲ့အခါမှာကျွန်တော်နေရမယ့်နေရာမှာကျွန်တော်ကပြပြဝဝနေဖို့အတွက်တချို့ရဲ့ကျွန်တော်ရဲ့စတိုင်လေးတွေပုံစံလေးတွေကျွန်တော်ရှော့ချပြီးတော့ဒီထဲမှာသပင်းအလိုနဲ့ဒီကောင်ကဘာဖြစ်နေတာလဲဆိုတော့ပုံမှန်မူတည်ပြီးတော့ချင်းရတာပေါ့နော်အဲ့ဒါလေးကိုတော့အကောင်းဆုံးတော့